အားလုံးပဲမင်္ဂလာပါရှင်။အာစီတုတ္တဆောင်ရတဆောင် channel မှာကြိုဆိုလိုက်ပါရစေ။ကျွန်မကတော့စုဖြစ်ပါရစေ။ဒီနေ့မှာတော့ဆီယမာကြီးခင်ဆွေဦးရေးသားထားတဲ့ဒိုတိုင်းဌာနေဝတ္ထုရဲ့အပိုင်းဆက်ကိုဆက်လက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်။ဒိုတိုင်းဌာနေအခန်းကို1943ခု မတ်လာ ကိုသူရသည်ပြင်မနာသို့တဖန်ပြောင်းရွှေ့ရသဖြင့်ကိုသူရထံမှအစာကလေးတစ်ဆောင်သာလူကြုံမှတဆင်ရှာလေသည်ဖေဖေနှင့်မေမေခမရန်ကုန်မြို့သို့ပြန်ရောက်ခဲ့တော်လဲအချိန်မရသဖြင့်မဝင်ရပါတရင်လေးအသည့်ဖွဲ့စည်းသဖြင့်ပြင်မနာသို့ပြောင်းရွှေ့ရပြန်သည်ရန်နောင်တယောက်လဲပြင်မနာမှရှိနေ၍သူနှင့်ဆောင်ရပါမည်ထွေထွေနှင့်မိမိတို့ကိုလည်းတရီးရပါသည်အလုံး ကျမ်းမာစွာရှိလိမ့်မည်ဟုညွှန်လင့်ပါသည်ကိုသူရဤစသည်အေးမြသာဖြစ်သည်ဘာမျရှိရှိဝေဝေထဲ့ရထားခြင်းမရှိမင်းနှင့်ထွေတို့ကမူကိုသူရဤတီကရီလရေတော်နှင့်စာလွာကိုဖတ်ရသဖြင့်ပြောနေကြသည် ထို့ပြင်စာထဲ၌သူတို့အားတရိယာကြောင့်ရေးထားသဖြင့်ပုံ၍ကျင်းနေနေကြသည်သို့သောရန်ကုန်ရောက်ပါလျက်နှင့်သူတို့ထံသို့ခြေဦးလှည့်မလာခြင်းကိုမူစိတ်မကောင်းလာပေ ယခုတော့ကိုရန်အောင်အတွက်ပါ လွမ်းစရာတစ်မျိုးတိုးလာသည်ဒေါ်နင်းကမူရှင်ထဲမှာအမဲဟားနေတာပဲဟုဆိုရှာသည်ထမင်းဝိုင်းတွင်တစ်မျိုးလက်ဖက်ရည်ကျန်းဝိုင်းတွင်တစ်သွဲညလတ်တတာစကားဝိုင်းတွင်တစ်ဖုံကိုရန်အောင်ဤအတန်သည်တိတ်ဆိတ်နေသည်မိနှင့်ထွေးတို့သည် အားလက်သည့်အခါစဖက်လိုက်နေ့စဉ်ဒေါ်နင်းနှင့်အတူကံတော်ကြီးအလဲကျွန်းတွင်အခုသွားလျှော်ဖို့လိုက်တခါတည်းရန် ဒေါ်အေးခင်နှင့်ဆိုင်သူလိုက်သွားလိုက်နှင့်နှင်းညတန်တရာကြီးလဲပတ်ခဲ့ရလေသည်မဟာမိတ်ဘုံကျဲလီရင်လာသည့်အခါတွင်ဘုံခိုခြင်းသို့ဆင်းပြေရသည့်အချိန်တွင်မှလည်းမရေမတွက်နိုင်တော့ပေထိုစဉ်ကပဟန်းကျောင်းတိုက်ပဝန်းကျင်နေရာတွင် အလွန်စီကားလေသည်တရဲမယန်းပိန်နေမလကာဩဇာအဆရှိသောတိပင်းကြီးငယ်တို့သည်ဝင်ဝေးဆာဆာအေးစိမ့်သားရာရှိလျက်ရှိ၏ အချင်းအခါလိုက်တရဲ့သည်မယန်းသည်များသည် အခိုင်လိုက်အတွဲလိုက်တီးမဲ့လေသည်ကြားရတော်လန်တလျှောက်မှမူကားဆိုင်ကြီးဆိုင်ငယ်အတွဲအတွဲနှင့် အလွန်စီကားလေသည်ဘုံမတဲသည့်အခိုင်တွင်လူတို့သည်ဥရဟုသွာလာဖြစ်သင်းကြသဖြင့်ပွဲတော်တမျှစီကားလေ၏ကြားရတော်လန်ကိုဥတီလျှောက်သွားလျင်အရှိဘက်ရွှေတကုံစောင်းနှင်းချင်းကိုလျှောက်လေသည်အောအောငယ်များသည်တင်းတီဖွဲ့ကား ခါနွေစန်းကိုကြိုးဆိုကြသည် အထူးသဖြင့်တစ်ပင်ကြီးငယ်တို့နှင့်ရိတ်သာဆိုင်ဆိုင်ရှူးလိုက်တိုင်းအတိုင်းအဝိုင်းတွင်ตาရအေးမြသောဗဟန်းကျောင်းတိုက်များရှိရာနေရာမျိုး၌အောင်းငတ်များဤဒေသံသည်ပုံ၍ချိုလွင်းနေသည်1943ခုနှစ်အေဘီလာစံမိုးတပြိုင်လောက်ရွာပြေးလျင်တင်းကြံကြပေအုံးမည်ထွေးနှင့်မိတို့တသက်တွင်မိကောင်းရံမတက်နိုင်သောအရာကား ဗဟန်းတဝိုက်တွင်ပလင်ယောဂါဖြစ်ပွားသည်ဟုဆိုကာကျောင်းတိုင်တဝိုက်တွင်သူပြားတွေကာထခြင်းဖြစ်သည်ဥဝတော်ကမူတောက်တခေါက်ခေါက်နှင့်ဒေါပွားနေသည်အတော်ရွှေညံတော်ဆူရောက်တဲ့ဂျပန်နေပဲဒီနေရာမှာလူတာလောက်များတာတစ်နေ့တစ်လောင်းနှစ်လောင်းတော့ပြေးမှာပေါ့ကွာအခုလိုသူများတွေကပြီးဂျပန်စစ်သားတွေစန္ဒီအဆောင်ချလာတော့လူတွေရဲ့စားဟုတ်နေရင်နေရေးထိုင်ရေးဘယ်လောက်ကွာကြသလဲ ။အိုးကိုဘကြော်ရလဲရှင်။ဟိုးနေ့ကမိမတယောက်သေးတာ။ပေါင်မှာအကြိတ်ပေါက်ပြီးသေးတာတဲ့။နောက်နှစ်ဦးသုံးဦးသေးတာလဲဒီသဘောမျိုးပဲတဲ့။ကျမတို့ကြောင်းတိုင်နောင်နာတွင်ရဲ့ယောဂါဖြစ်တာ။ဒါတွေကူးဆက်မှာဆိုလို့ကာရပဲတဲ့ရှင်။အဘကြောကမူပလိယောဂဖြစ်၍သူပြားကချင်းလူတွေကိုသူပြားကထားရမှမထွက်ရချင်းအမိန်များကိုလက်မခံနိုင်အောင်ရှိလေသည်ပလိယောဂပဲသူပြားကလို့ရမလားကွာ ကိုယ်ဆက်တတ်တဲ့ယောဂါကိုကြိုတင်စေးထုတ်ကာဝယ်ဖြစ်ပြီးတဲ့လူတွေကို တခြားဖို့ဒါမှရမှာပေါ့ခုတော့အကျဲကျုံးတဲ့တို့ကိုသွပြားကာထားပြီးအတွင်းကလူအပြင်မထွက်ရအပြင်ကလူအထက်မဝင်နဲ့ဘလောက်ဒုက္ခရောက်တယ်လဲသွပြားကာထားသောပတ်လည်တဝိုက်တွင်ဂျပန်အဆောင်စစ်သားများသည်တနက်ထန်းကရှောင်နေကြသည် အထင်းကတစုံတစ်ခုဝင်ချမ်းတင်၍အပြင်ထွက်သည်ကိုမိသွားလျင်ဟူဝါအော်ကပါနာရိုက်ပြီးဖမ်းသွားကြသည် ပလင်ယောဂသည်ကြွက်မှစတင်ဖြစ်ပွားသည် ဟုဆိုကာကြာဝင်းများတွင်အိမ်တောင်စိတ်ကြွက်များရှာခိုင်းသည်ကြွက်ရလျင်ရောတော့ရှိကွင်းစာကွင်းပိတ်ကောင်းတယ်ဟုဆိုကာဂျပန်စစ်သားတွေသဘောကျသည်ကြွက်မပေးနိုင်လျင်မျက်နှာပန်းမလှပေဒုက္ခရောက်တာတော့မပြောပါနဲ့ရှင်ရဲ့ဗာလေးညာလေးစခြင်းရင်လန်တဘက်ကဆိုင်နေမှာထဲ့စရာကိုဝလုံးနဲ့ရှူပြီးပိုက်ဆံပေးမှားဝယ်စားရတယ်ကျမကသားစိတ်ညစ်သေးတယ် ဈေးမဝယ်ရတော့ဘာနဲ့သွားစားမလဲသူတို့ပေးတဲ့ရာရှင်ကလည်းတပတ်အတွက်ဘဲဥလေးလုံးအာလူးလေးလုံးစီအဝတ်သားလောက်နဲ့ဆင့်ပါးစပ်အနှံ့ပတ်ကျမတို့အင်သား၅ယောက်နဲ့ဘယ်လိုသွားစားမလဲသူပြားများမှာနှစ်ပေခွဲလောက်မြင့်တဲ့ဖြင့်ယောက်ျားများက ခိုးဝဲထွက်သားသေး၏မိန်းမများကထွက်ရန်မလွယ်ကူကြခြင်းညနေဘက်၌ထွင်းနှင့်မိတို့သည်သူပြားအနေတွင်ရက်က အပြင်လူတွေဥရဟူသွားရာသို့ငင်းမော့နေတတ်သည် ဒေါ်ရဲခင်မှာစိုင်းပိတ်ထားရသဖြင့်စိတ်ညစ်နေသည်ဥပကျော်နှင့်ဒေါ်နှင်းတို့မှာနန်းနန်းစောစောနှင့်ညနေခင်းဘက်တွင်လမ်းလျှောက်ကရွှေဒဂုံဘုရားဘော်သို့တက်သောအလေးအကျင့်ကိုတက်ခမ်းရထားရလေသည်ဒေါ်နှင်းစိတ်အညစ်ဆုံးအရာကအိန္ဒဟုစားတော့ရန်နေစဉ်ဟင်းလျာပင်သည်ရေအတွက်လည်းတမျိုးပူရသည်သည်မိနှင်ထွေးတို့သည်သွန်ပြားကာထသည့်အတွင်တွင် ဥပကျော်နှင့်မက်ဒလင်ဒီတင်လေသည် မိကအဆုဘက်ဘုဒ္ဓံကထွေးကအတီးဘက်တန်လီသည် ထွေးဤလက်ချောင်းကလေးများသည်ရှေလျားပျော်ပြောင်းကမက်ဒလင်တန်ပေါင်များကိုဆင်းသက်ရာ၌လွယ်ကူလေသည် ထွေးပထမဦးဆုံးသင်ရသောတချင်းကြီးက စိန်ချေချူတန်းပတ်ပြိုးထဲမှရေနှသာဦးအစချီသော အပိုက်ပင်သည်မိမာအဆုပိုင်လေသည်အတန်မှာကြည်လင်အေးမြကအဟိုက်အကဲအစွဲအငင်ကောင်းသည်ဥပကျော်ကမိအား လေ့ကျင့်ပေးမယ်ဆိုရင်ပထမတန်းအဆိုပဲဟေးဟုခြီးကျူးလေသည် ထွေးလဲရင်နသာဦးအပိုက်ကိုနှစ်ရက်ထဲနှင့်တက်သွားသည်ဒီနေရာမှာတခုခွင်တောင်းကြပါလေရှင်ဒီအခမ်းမှာဆိုရင်ပက်ပြိုးရယ်ပြီးတော့တချင်းကြီးတွေရယ်ပေါ့နော်အဲ့ဒီပါတာပက်ပြိုးကိုလည်းမဆိုတတ်တော့လေစာသားလေးတိုင်းပဲဖတ်ပြသွားပါမယ်ရှင်ရေနသာဦးချူးစင်ရန်ဟေးမန်ထွေလျံ လေပြန်လောင်းနေလျံမောင်းနဲ့တောင်းရင်ပြန်ဂောရာစัจ जा ရွှန်းလူဖန်မင်းဂောရာစัจ जा ရွှန်းလူဖန်မင်းပန္နမာရုံလွာခင်းဘုံပါလင်းလို့ဝင်းပြေပြေတပြေဒီပါအေးမြလေးတပြေဒီပါအေးမြလေးကြေးသွဲနိတုံတွန်းရုပ်ပုံရမုံတီတာအေယာလန်းခွေကနွမ်းရပန်းမပြေး ။မဲကိုသေးစီညှို့ရော်သလား။မဲကိုသေးစီညှို့ရော်သလား။ထွေးကမက်ဒလင်ကိုတီးကမိကဆိုသည်။သူတို့နှစ်ဦးသည်အစိုးနှင့်ဂီတတွင်တွဲဖက်ညီသွားသည် အထူးသဖြင့်မိမာတက်ချင်းသားအတိတ်ပဲကိုလေးနှစ်စွာတွေးကဆိုးတဲ့သဖြင့်အေယာလန်ခွေကနွမ်းရပန်းမပြေမဲကိုသိစီညှို့ရော်သလားဆိုသည့်နေရာတွင် မျက်ရည်များရှစ်ဝဲနေတတ်သည်ရင်နသာဦးကိုတက်သည့်နောက် ရွှေပြည်တော်သည်တချင်းကိုဆက်တင်လေသည်မိနှင့်ထွေးသည်တချင်းကိုရကားစားဖြစ်၍တနေလုံးတရင်တင်တီးခတ်သီဆိုးနေကြသည်မိသည်တချင်းကိုဆိုရင်မှုံမိုင်းသော အကြည့်နှင့်အဝေးသို့မျှော်ငေးနေတတ်သည်သူသည်တချင်းသားတဲတွင်နှင်းမျောကစိတ်မှအဝေးသို့လွင်နေသည်ညင်ဆန်းပါလဲမဲကေတဲ့သွင်းကြောင့်သာ ရွှေမြည်ရည်စီလွမ်းတလီမောင်ကြီးယူလာ၏ လွန်းတလေမောင်ကြီးရှူလာ၏ငှက်ကဲငှက်ကဲရွှေချိုးကူတန်သာလွန်းပုံထွေးလာပါဆိုသည့်နေရာ၌မိသည် သူ့ကိုယ်သူဖော်ကွာဝေးသူအလွန်းမင်းသမီးလေးအဖြစ်ထင်ရောက်၍တောလေရေဆက်အစ်ပင်အောက်တွင်ထိုင်၍မျက်ရည်များစီစဉ်ပုံတစုံတယောက်ကိုမျှော်ငေးပုံများမျက်စီထဲတွင် တရေဝဲဝဲ ထင်ရောက်ကနှင့်သီဆိုလေသည်နောက်ထွေးသည့်ကာလာဘော်တခြင်းများကို ကိုဘာသာကိုစံ၍တည်လေသည်ရလျင်တွေးမှခုံပေါက်လူမတက်ဝန်းတာနေတတ်သည်မိရင်ပြည်လဖေရဲ့နှက်ရှင်အောင်တခြင်းရပြီစိုးစမ်းမှစိုးစမ်းမှအခန်းတဆယ်ဗရောက်တွေရွှေရည်လူကြမဲ့အချီချစ်သူကိုရည်စူးခူးတဲ့လို့ချွေပန်းမျိုးစုံရာဒီဦးကိုကူးခဲ့ပြီလေပလင်းငုံစပယ်ဖြူဖူးခိုက်ဝေဝေ ကိုယ်တိုင်လှရရာကို ရွေးလို့ဆင်မပေးရဆင်မြညာကေစင့်မြေမှာကြာညောင်းရရှိရောင်းမယ်အထင်နဲ့မျော်ရသူပူပြာဝေးတရွေတွေနဲ့ဆွေးရှာရော့မယ်လေအချိန်အခါကလည်းဗနောက်ရွှေရည်လူသောအချိန်ဖြစ်သည်တင်းကြံကကြပြန်ပေပြီဂျပန်ခေတ်အတွင်းလူတို့တင်းကြံတွင် ပထမဦးဆုံးအချိန်ရေကစားပြောပါကြသည် ထွေးနေမိတို့သည်ငငယ်ကလိုရေမကစားကြတော့ ကျောင်းရှိကွက်ပစ်ပေါ်တွင်ထိုင်ကလမ်းဘက်သို့ငေးမောတိရှိနေကြသည်။တကြံတွင်ဂျပန်စစ်တပ်ကတိုင်းထားသည်ဖြင့်ကာရှာဓာတ်စီရှာနှင့်ရေပက်ကန်ထွက်သည်မှနွားလဲများနှင့်ဖြစ်သည်။နွားလဲများတွင်ဗထောက်ကန်များထိုးဆိုင်ကလှဲ့၍ရေပက်ကန်ထွက်ကြသည်။လော်ရီကားသုံးနိုင်သူ အနည်းငယ်ရှိကြသည်။သူတို့ကဂျပန်များနှင့်ဂျပန်ကတော်မြန်မာမာများဖြစ်ကြသည်။ ရေခံကားပေါ်တွင်ဂျပန်များနှင့်မြန်မာမားများလုံထွေနေသည်ဒီရှုခင်းကတော့တဲမနေဘူးဟေထွေးမေမေတော်နှင့်ကចောင်းဝမှအလန့်អော်လိုက်သည် မျိုးဖြတ်မှတွေထွေးကမြန်မာကုတ်က ရှည်ကျွနေသည်အဲ့ဒီမိမတိုင်းဟာဂျပန်မယားဖြစ်ချင်မှာမဟုတ်ဘူးအကြောင်းအမျိုးမျိုးရှိပါလိမ့်မယ်မိကရှင်းချက်တော့အတွင်းနှင့်ပြောလိုက်သည် နောက်ပိုင်း၌မိသည်အသက်ငယ်ရွယ်နုနယ်သေးတော်လဲ သူ၏အတွေ့များကအဘိဓမ္မာဆန်လာသည်အများအဖြင့်ဟုတ်ချင်စားခြင်းလို့လောလေခြင်းလို့ဖြစ်ရတာပါပဲဂျပန်တွေကဘလို့ပဲတွေ့ခြင်းနှိမ့်တော့ဖလှယ်တယ်လို့ဆိုဆိုလောလောဆယ်အပြင်သူကနာဘက်ကပေါ့ဒေါနင်းကမိတို့အနီးတွင်ဝင်းထိုင်ကပြောလိုက်သည်ဒါဖြင့်မြန်မာယောက်ျားကဂျပန်မှယူရင်တော့မကောင်းဘူးလားထွေးကကောက်ကငင်ကမေးလိုက်သည်ဘာပဲဖြစ်ဖြစ်မြန်မာဘက်ပါလာရင်တော့မြန်မာလူဦးရေတိုးတာပေါ့နော် မိကတရက်ကလေးပေါ်အောင်ပြုံးကပြောလိုက်သည်ဒွန်နင်းသည်စကားဆက်၍ခြေပါလိုက်သည်ပါပါလိုက်မယ်တော့အမျိုးစားတိတ်ဆိုတာဖြောင်းနိုင်ခဲတာပဲထွေခိုက်ရှေးဘက်ခံလဲများတစထက်တစများပြလာသည်လဲများပေါ်တွင်စွတ်တဲ့အစိမ်းများဝူ၍ကတုံးများနှင့်ရဲပေါ်များဖြစ်ဟန်တူသော လူရွယ်များလိုက်ပါလာကြသည်သူတို့သည် မာစတာခွင်းစာခွင်းပိတ်ထိုခေတ်ကဂျပန်ကိုအခေါ် ကားတစ်စီးနှင့်စုံမိလျင်ကားကိုလက်ညှိုးတန်းကောင်းကောက်ထိုး၍ဘင်းကျိုးပါမယ်မာစတာရဲ့ဟုတယောက်ကတိုင်ကအများကရောရောရှိရောရောရှိဟုလိုက်၍ဖောက်သည်ရောရောရှိမှာဂျပန်စကားကောင်းတယ်ဟု အတိတ်ပဲရသည် အမေနိုးမယ်မာစတာရဲ့ရောရောရှိရောရောရှိအင်ကြီးစုံမယ်မာစတာရဲ့ရောရောရှိရောရောရှိဂျပန်တို့သည် ရဲဘော်တို့ပြောသောစကားအတိတ်ပဲကိုနားမလဲပဲမာစတာရောရောရှိဟုသောစကားကိုသာကောက်ယူ၍အကောင်းမှတ်ကာခေါင်းတညင်ညင်နှင့်ရဲမောသွားကြသည် ထိုအတန်ချက်သည်ရန်ကုန်တမျိုးလုံးပြည်နှံကပဲ့တင်ထနေသည်ကလေးများ၏ပါဇက်တွင်လည်းဒီတန်ချက်များဆွေနေသည်ကလေးများကပူးမသိပါမသိထိုတန်ချက်ကိုတိုင်းနေလျင် လူကြီးများကတဟဲဟဲနှင့်ကျိမ့်မောင်းနေရသည်တခါတလေ၌တချို့သောမြန်မာသင်းကျန်တန်ချက်များသည် ခိဤကျင်းမုံပြင်ဖြစ်ပေသည်ရဲဘော်တစုလဲတစီသည်မိနှင့်ထွေးတို့ចောင်းဝချီတွင်ရက်ကမောင်အဘော်ဝဲတရှိမပါလို့လားဟု၍၎င်းမောင်အဘော်ဝဲကျဲတွင်မပါလို့လားဟု၍၎င်းပြည်လဖေဤဂုံရင်မတူတခြင်းကိုဖြတ်ဆို၍နောက်ပြောင်နေသည်ထိုအချိန်က BDA စစ်ဗိုလ်များအလွန်ဈေးကောင်းသောအချိန်ဖြစ်သောကြောင့် ပါမန်ရဲဘော်ကလေးများကမိမပြိုများကိုထိတ်သောတခြင်းဖြစ်ပေသည်။တရထဲရဲဘော်တဦးသည်သူ၏ဥပြေကရုံးပြောင်ပြောင်ကိုလက်နှင့်ပုတ်ကာမောင်အဘော်ဝဲဘူကီမပါလို့လားဟုတန်သေးတန်ကြောင်းနှင့်အော်ဟစ်လိုက်ရာဒေါ်နှင်းမိနှင့်ထွေးတို့သည်ဟန်မဆောင်နိုင်ပဲပြုံးမိလေသည်။ထွေးထွေးနှင့်မိမိတို့၏နင်းတို့စီတတ်တတ်စားတဲ့ဆောင်အပြည့်စုံရေးရမယ်လို့ပူဇာလို့သာရေးလိုက်ရတယ်။ အချင်းအဖင်တဲမရှိလာဘူးငါတို့လည်းမနဲ့မိုးလင်းကမိုးချုပ်တီသင်္နှန်းတွေနဲ့မအားရဘူးပြင်းမန်းတာလည်းအလွန်ပါပဲဒါပေမဲ့ငါမပြုံးပါဘူးစီရွက်ချက်အပြည့်နဲ့ပန်းနိုင်ကိုခြေတက်နေတဲ့လူတယောက်ဟာတက်တောင်တက်တာဘယ်နေလို့ရမလဲပြင်းမနာအရှိဘက်တခွားမြေးပဲပြောင်းကြံဆိုင်ခင်းဘက်တွေမှာညာဘက်တိုက်ပွဲဆင်းရတဲ့အချင်းဟာစိတ်ရောလူရောအစင်းရဲဆုံးပါပဲမဟာမိတ်လင်းမြန်တွေလည်း ပြင်းမနာတရင်တွေကိုလားလာပြီးပုံကျဲတယ်။ဟိုတနေ့ကရန်သူလေရင်ပြန်တွေလာတာကိုဂျပန်လေးချင်းရေမှုကဂျပန်လေရင်ပြန်အလေးပြုအလေးပြုလို့အမိန်ပေးလို့အလေးပြုနေတော့ဆက်သက်နဲ့အစွဲခံရပြီးရဲဘော်အချို့ကြဆုံးနေ။အဲ့ဒီနေ့ကငါမှအယူတစ်ပိုင်းပဲကြဆုံးတဲ့ရဲဘော်တွေအတွက်ငါရင်ထဲမိတောင်နေတာပဲ။တင်းညံကြတော့ကနင်းတို့ရန်ကုန်မှာတိတ်စီတာပဲလို့ပြောဆန်ကြတယ်။ငါပြင်လာကျင်လိုက်တာဟာ။ ခွင့်ကမရဘူးနင်းတို့ကောင်းနေမှာပထောက်ပန်းတွေဝင်းနေအောင်ပန်းသေးလားငါဖြင့်ပထောက်ပန်းမြင်တိုင်းနင်းတို့ကိုတရေရနေတယ်ငါတို့မြမအမေပေါ့နေချက်စစ်ရှိနေသေးတော့ငါဟာငါ့ကိုငါမပိုင်ဘူးဒါပေမဲ့နင်းတို့သိထားဖို့ကငါတို့ဟာဘယ်နေချက်အတွက်ကိုမှအပင်မခံတိုက်မှာမဟုတ်ဘူးအခုငါတို့တမတော်ဟာမြမလွတ်လည်ရေးအတွက်တိုက်ဖို့ပဲငါတို့ရဲ့တယင်ဇာတပြည်စီပေါ်များလာတဲ့မြမနေမြေပေါ်က စံကျွန်းတရေနံတတုကြောက်တံပရံများစတဲ့အစီအနှစ်တွေမတရားဆုပ်ယူပြီးကျွန်းအဖြစ်ထားမဲ့သူဟာဘယ်သူဖြစ်ဖြစ်ငါတို့ရဲ့ရန်သူပဲငါပြောတာနင်တို့သဘောပေါက်ကြလားကဲစားလဲရှိသွားပြီတော်အောင်မယ်ငါညီမတွေနှစ်သက်မှာရေစင်းလိုရှင်လန်းပါစေရန်နောင်တက်ရင်လေး ပြင်မနာမင်းနဲ့ထွေးတို့ဒီကိုရန်နောင်ဤစာကို အပြင်းပြင်းအလန့်လန့်ဖက်ကရှင်လဲတွင်နေနေသည်ကိုရန်အောင်သည်စစ်သားတယောက်အနေနဲ့သူ့ရင်ထဲခန်းစားချက်များကိုအရင်တိုင်းဖွင့်ဟပြနေသဖြင့်စိတ်ထဲတွင်ကိုရန်အောင်၏ဘဝကိုကိုချင်းစာမီကတနာနေကြသည်ထွေးထွေးနဲ့မိမိတို့ရင်လူတုံနာနဲ့အစဉ်သင်းလို့စာရေးလိုက်ရတယ်အခုငါဟုံးမလင့်မှာဟုံးမလင့်ဆိုတာကောဘယ်မှာလဲသိရလားငါညီမတွေမြန်မာပြည်ပထဝီကိုကျင်ရင်တော့ဟုံးမလင့်ဟာမြောက်ဖက်တောင်ကုန်းဒေသ ချင်းတွင်းမြေကမ်းပေါ်မှာရှိတယ်ဆိုတာသိမှာပဲဒီနယ်တဝိုက်မှာအင်္ဂလိပ်တို့ဘက်ကဝင်းခိတ်လေဒီတက်များလှုပ်ရှားနေတယ်အင်းတော်ကြီးတဝိုက်မှာဆိုရင်အတော်များနေတယ်အရေးကြီးတာနဲ့ငါတို့အစ်ကြီးတက်ခဲ့ရတယ်တောတွေတောင်တွေအင်မတန်ထူထပ်တဲ့နေရာပေါ့အင်္ဂလိပ်လေရင်ပြန်တွေကဘုံလာချတယ်ဆက်သက်နဲ့နဲ့လာပစ်တာဆက်အိုးဆက်ခွက်တွေတောင်မှန်လို့ငါတို့ထမင်းတောင်ငတ်တယ်တိုက်ပွဲမှာတနေ့ကများ မနေ့စင်နာရီကညနေ9နာရီအထိပြင်းပြင်းထန်ထန်တိုက်ကြတယ်။အင်္ဂလိပ်အင်အားက4000မြန်မာအင်အားက600ပဲရှိတယ်။ဒါပေမဲ့တို့မြန်မာတပ်သားတွေကလွတ်လပ်ရေးအတွက်ဆိုပြီးရွတ်ရွတ်ထွန်းထွန်းတိုက်တော့အင်္ဂလိပ်တွေဟာရှေ့မတိုးနိုင်ဘူး။အင်္ဂလိပ်တွေဟာငါတို့မြန်မာတပ်တွေကိုအင်အားများတဲ့အနေနဲ့ပိုးတွက်ကြဟန်တူတယ်။ကိုကြီးသူရရဲ့အစွန်ကြီးကိုဒီမှာလက်တွေ့မြင်ရလို့ငါဖြင့်သိအံ့ဩတာပဲ။ တန်သားတွေရဲ့စိတ်တက်ကိုထိနေနေရမှာတိတ်တော်တာပဲသူကိုယ်တိုင်ရှည်ဆုံးကတက်ဆိုပြီးပြည့်တက်လာတာဟာရဲဘော်တွေကိုရဲစေးတင်ပေးလိုက်သလိုပဲကိုကြီးသူရရဲ့ပခုံးတောင်နည်းနည်းရှက်တီသွားတယ်စိတ်မပူကြနဲ့နော်တန်ရကမပြောပါလောက်ပါဘူးဖေဖေတို့စားတဲ့မှာတောင်ငါထက်မရေဘူးအစာအသောက်ကတော့စင်းရဲလှပါတယ်မနေ့ကဆိုရင်ဘာမှစားစရာမရှိလို့တို့တက်တဲ့ကသေသွားတဲ့စင်သားကိုစားမပါစီမပါနဲ့မိဖုံစားခဲ့ရတယ် စင်သားကိုကြောက်တုံးတွေနဲ့ထုတာထောင်းတာတောင်းမာလိုက်တာဟာမပြောပါနဲ့တော့ဆက်သားကြောက်အမဲသားကြောက်တို့မာတာဘာဟုတ်လဲကဲငါညီမတွေဒီစီကြီးကိုမြင်မြင်ပြီးပါစေလို့သာဆိုတာစီပြီးရင်ငါတို့မြင်မာတွေငိမ့်ချမ်းဖို့ဟာမဝေးတော့ပါဘူးဒါမှကိုလေးတို့လည်းဒီစင်းရဲ့ဒုက္ခကအမြန်လွတ်မှာပဲစစ်ဆိုလို့အကြောင်းဆက်ပြီးပြောလိုက်ရအောင်မယ်ငါတို့ဘက်ကပြစ်ချလိုက်လို့ကြာလာတဲ့အင်္ဂလိပ်လေဒီတက်သားလေးဟာ စကောနဲ့ပဲရှိအောင်မယ်မျက်လုံးပြပြနှုတ်ခမ်းနီလေးနဲ့ရုပ်ကလေးကထော့လိုက်တာသူ့ရဲ့ကို တို့ကမှွေကြတော့ရွှေရင်ငါးပြားတွေရဲ့ဒဏ်ရာရီစာအုပ်ရဲ့ဓာတ်ပုံတပုံရဲ့တွေ့တယ်ဓာတ်ပုံရှင်ဟာအသက်18နှစ်လောက်ပဲရှိအောင်မယ်ဘိုးမလေးပဲကောင်မလေးကမိမိတို့လိုပဲတရက်ကလေးနဲ့ချစ်စရာလေးဓာတ်ပုံနောက်မှာဘယ်လိုစာရေးထားတယ်လဲဆိုတော့စစ်ပြေးမှ ပြန်လဲတွေ့ဆုံပါစို့အချစ်ရဲ့တဲ့ ဒီစာလေးကို တွေ့ရတော့ငါရင်ထဲဘလို့ပြင်မှန်းမသိဘူးသူတို့လေးတွေကိုချစ်လဲချစ်တနာလဲတနာမိတယ်စိတ်စိတ်တွေ့ကြည့်ပြီးစိတ်ဆိုတာကိုငါမုံလာတယ်လူသားတွေဟာရှင်ညိုမရှိပါမရှိနဲ့အချင်းချင်းတက်ပြန်နေကြတယ်ဘလောက်ဆက်ဆုပ်စရာကောင်းတယ်လေဒီကြသွားတဲ့အင်္ဂလိပ်လေးထီးတက်သားလေးရဲ့မိဘတွေရဲ့ရင်ထဲမှာဘယ်နဲ့နေမလဲငါလေးအဲ့ဒီနေ့ကသိမ့်စိတ်မကောင်းဖြစ်တာပဲ လောကကြီးမှာတိုင်းပြည်တပြည်နဲ့တပြည်နေမချဲကြရင်ဒီလိုစစ်ပြစ်မှာမဟုတ်ဘူးနေချဲစနစ်ဟာဘလောက်တောင်ဆက်ဆုပ်စရာကောင်းလဲဆိုတာတွေးမိရင်ငါရင်ထဲမှာတိတ်နာတာပဲစစ်တာမဖြစ်ရင်နင်တို့နဲ့လည်းဝင်းမှာမဟုတ်ဘူးခုနေခါမှာငါလေးအင်းရဲ့အရာသာကိုသိလာတယ်အင်းဆိုတာအင်မတန်တရားပါကလားလို့ငါတွေးမိတယ်ညီမလေးတို့ရဲ့ကဲစာလဲအတော်ရှိသွားလို့ငါညီမတွေလည်းမျက်စိညောင်းရောပေါ့ကို့ညီမပန်းချိုင်မလေးများ ပန်းများများပန်းနိုင်ပါစေရန်နောင်ခိတ္တဟုံမလင်းထွေးသည့်ကိုရန်နောင်၏စာကိုဖတ်ကမျက်ရည်များစီးကြလာသည်မိမာမူမျက်ရည်များပြည့်ရှင်သော မျက်လုံးများနှင့်ထွေးကိုငိုင်ကကြည့်နေသည်ထွေးမှာကိုသူရနှင့်စာလျင်ကိုရန်နောင်နှင့်အနီများသဖြင့်ကိုရန်နောင်ကိုပို၍ခင်တွေ့လေသည်စစ်ပြေးလျင်ငါတို့မြန်မာတွေငြိမ်းချမ်းဖို့ဟာမဝေးတော့ပါဘူးဒါမှကိုလေးတို့လည်းဒီဆင်းရဲဒုက္ခကအမြန်လွတ်မှာပဲ။ စစ်သားမဖြစ်ရင်နင်တို့နဲ့ဝေးမှာမဟုတ်ဘူးအခုနေခါမှာငါလေးအင်းရဲ့အရာသာကိုသိလာတယ်အင်းဆိုတာအင်မတန်တာယာပါကလားလို့ငါတွေးမိလာတယ်ညီမလေးတို့ရဲ့ထွေးဤစိတ်ထဲ၌ကိုရင်အောင်ကိုတိုင်းနာနာကပ်ပြောသလိုထင်ရောင်းနေကစိတ်မကောင်းဖြစ်နေလေသည်မိသည် ထွေးဤပခုံးကိုကင်ကာနှစ်သိမ့်နေသည်ကဲပါထွေးဤဒီစာကိုအသာထားစမ်းပါအောင်အခုလိုညနေခင်းပြုံးမှာတချင်းလေးပါလေတီးလေကွယ် ။ထွေးတို့မီးတို့ငိုရင်ဒေါ်ကြီးကပို့လို့စိတ်မကောင်းဖြစ်မှာပေါ့။ကဲတီးဆန့်မှာဘာပဲဖြစ်ဖြစ် ထွေးတီမျက်ရည်စာများကိုလက်ဖမိုးနှင့်တုတ်ကမိပေးလိုက်သောမဒလင်ကိုလှမ်းယူပြီးနောက်ကျိုးများကိုညှိနေသည် အမတ်မထင်ပင်တချင်းတစ်ပုတ်ကိုကောက်တီးလိုက်သည်တူရှင်ကလေးတကယ်ပဲအစွမ်းပြခြင်းတည်းမြန်မတတ္တိကဘာကတိအောင်ငါတို့တိုက်ပြမယ်တေပဲစီတို့အသက်ကိုဖက်ရွက်မှတ်ပါတယ် တောတောင်အထက်ထက်ချီတက်တိုက်ခိုက်မယ်။မိုးတွေကလည်းမစဲပဲရွာသွန်းတယ်။မြေချောင်းအင်းအိုင်ရေတွေပြည့်လို့ငါတို့တက်ရမယ်။ဘယ်မှာလဲအိပ်ရတွေရှိလိမ့်မယ်။အမြဲတမ်းချီတက်လို့သာတိုက်ခိုက်နေရတယ်။စစ်မြေမှာလည်းမစဲပဲပြစ်ခတ်တယ်။ခြေစံများဟာတဖွဲဖွဲရွာသွန်းမို့တို့နဲ့တို့ဘူကဓာတ်ကိုဆွဲလို့ရှေ့ရတက်ပါတယ်။ဘယ်မှာကြောက်စိတ်ရှိလိမ့်မယ်။ငါတို့စစ်သားရဲ့ ဒီနေရာမှာလေတကူလောက်ခွင့်တောင်းချင်တာကဒီထဲမှာပါတဲ့သက်ချင်းတွေကိုလေစူအကြလဲမကြဘူးတော့စူလဲမစူတတ်ဘူးပေါ့နော်အဲနဲ့စာသားလေးအတိုင်းပဲဖက်ပြပေးလိုက်တာမို့နားလေခွင့်လုပ်ပေးကြပါလို့တောင်းဆိုပါတယ်ရှင်အာဘေနာဆင်ခဲ့ကြသူတို့တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ရှင်အပိုင်းဆက်ကိုဆက်လက်ပြီးတင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါဦးနော်နောက်ထပ်နောက်ထပ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေပညာပေး တူရရတာဆောင်းပါးတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်အားလုံးဘေးကင်းကြပါကြပါစေရှင်